မြန်မာနိုင်ငံတောင်ပိုင်းကိုနောက်တောင်မိုးတို့လေအားဘေးရင်မီလာဆက်သူရင်းတွေကစာပြီးဝင်ရောက်နေပြီဖြစ်လို့မိုးရသည်စတင်ပြီးဖြစ်တဲ့ကြောင်းစစ်ကောင်စီရဲ့မိုးစလဌာနကထုတ်ပြန်ထားပါတယ်။နောက်တောင်မိုးတို့လေဟာမြန်မာနိုင်ငံတောင်ပိုင်းကကောတောင်မြို့နယ်ကိုပြီးခဲ့တဲ့မီလာဆက်သူရင်းတွေကစာပြီးဝင်ရောက်ခဲ့တယ်လို့ဝလိဝတာလီလာသူဦးထိတ်တင်လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ဒါကြောင့်တင်းနှပိုင်တိုက်တဲ့ရှိ ကောတောင်ဒိုဝဲ ပိန်နဲ့ပလောမျိုးနယ်တွေမှာမုတ်တုံမှုတွေစတင်ရွာသွန်းနေပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒွေကိတ်ထဲကအခြားမျိုးနယ်တွေမှာလည်းပြီးခဲ့တဲ့မေလအစမိုင်းကစပြီးမုတ်တုံမှုတွေစတင်ရွာသွန်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။နောက်တောင်မိုးတိုလီဟာပြီးခဲ့တဲ့နှစ်ထဲအခုနှစ်အဝိုင်းဆော်ခဲ့ပြီး2024ခုနှစ်ကအနောက်တောင်မိုးတိုလီဟာမေလ21ရက်နေ့မှာမြန်မာနိုင်ငံတောင်ပိုင်းကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ အခုနေမို့သူစာဝင်ကြီးလီထူရှုပ်ထွေးတာနဲ့လေးဆိုင်ဝဲကြောင့်ယူတဲ့အမူကြီးဒါပဲဖြစ်ပေါ်နိုင်တယ်လို့မော်ရီမသားလီသာသူတွေကသတိပေးထားပါတယ်။မြန်မာနိုင်ငံမှာအခုနေမို့ကာလာဟာမေလ16ရက်နေ့ကနေဂျွန်လ30ရက်နေ့အထိဖြစ်ပြီးမောဟုကာလာတွင်ဘင်္ဂလားပင်လယ်ော်ကပ်ပရီပင်လယ်နဲ့အာရဗျာပင်လယ်တွေဖက်ကလေဝေလိုင်းတွေလီဘီအာနေရှောင်းတွေဖြစ်ပေါ်နေ ਉ မှာဖြစ်ပြီး မုတ်ကာလာတရှောင်းမုတ်တုံမုတ်ကလေးဆက်ပြီးရွာနေအောင်မှာဖြစ်တယ်လို့မိုးစလလီလာသူဦးဝင်းနိုင်ကရေးသားထားပါတယ်။